ရွယ်နဲ့မမျှအောင်ပေါ့နော်ကြုံတွေ့ခဲ့ရတယ်။အဲလိုအကြောင်းအရာတွေကိုပြောလိုက်တဲ့အခါတိုင်းလူတွေကဘာပြောလဲဆိုတော့နင်ဖြစ်တာလေးကတီးတီးလေးပါပေါ့။တခြားလူတွေကနင့်ထပ်ပို့ပြီးစိုးရွားပါတယ်ဆိုတော့ဘယ်လိုပြောစိတ်ပိုင်းဆိုင်ရာကိုထောက်ပံ့ပေးတာလို့လို့တွန်းချပေးရလို့လို့စကားတွေပြန်ကြရတယ်ပေါ့နော်။ဟာအညီမနာမည်ကတော့မြို့မြတ်သူစာဖြစ်ပါတယ်။ညီမလက်ရှိမှာဆိုလို့ရှိရင်တော့ဒီ education center တက တခုမှာပေါ့เนาะအာ academic ဒီ administrator အဖြစ်တက်ရှိမှာတောင်းပန်ထမ်းဆောင်နေပါတယ်ရှင်ဟုတ် ညီမကျတော့ဗောနော်အမ်ပုံမှန်ကတော့တက္ကသိုလ်တက်နေရဲ့အကြောင်းတရားပေါ့ဒါပေမဲ့ဒီကိုဗစ်ကာလတွေနိုင်ငံရေးကာလတွေမှာနားလိုက်ရတဲ့အဓိကအကြောင်းအရာကျတော့ကိုဗစ်ဖြစ်တဲ့ကာလမှာဗောနော်ညီမရဲ့မိခင်ကဆုံးသွားရဲ့ပေါ့ဆုံးသွားရဲ့ခါမှာအမ်ညီမကအကြီးဆုံးသားသမီးဖြစ်တယ်နောက်တစ်ခေါက်ကအဖေကျန်းခဲ့တယ်ညီမလေးနှစ်ယောက်ကျန်းခဲ့တယ်ဗောနော်အဲ့လိုကြံခဲ့ရတဲ့ကာလမှာညီမချုံတွေ့ခဲ့ရတဲ့အရာတွေကကြတော့အတန့်ရွယ်နဲ့မမျှအောင်ပေါ့နော်ချုံတွေ့ခဲ့ရတယ်အဲ့လို အကြောင်းအရာတွေကိုပြောလိုက်တဲ့အခါတိုင်းလူတွေကဘာပြောလဲဆိုတော့နင်ဖြစ်တာလေးကတီးတီးလေးပါပေါ့တခြားလူတွေကနင့်ထပ်ပို့ပြီးစိုးရွားပါတယ်ဆိုတော့ဘယ်လိုပြောစိတ်ပိုင်းဆိုင်ရာကိုထောက်ပံ့ပေးတာလို့လို့တွန်းချပေးရလို့စကားတွေပြန်ကြရတယ်ပေါ့နော်အဲ့မဲ့ညီမလက်ခံလာတာတဖြည်းဖြည်းနဲ့လက်ခံလာတာကြတော့အဲစိတ်ပိုင်းဆိုင်ရာထိခိုက်လာတာနဲ့အများလူတွေကကိုယ်ဆိုင်ကယ်ထဲမှာပဲကိုဖြစ်လာတဲ့အကြောင်းအရာတွေအကုန်လုံးကကိုယ်အရွယ်နဲ့မလိုက်အောင်ခံစားရတဲ့ဆိုင်ကယ်ကတယောက်နဲ့တယောက်မတူကြအောင် အဲ့ဒါကိုခံစားလိုက်ရတယ်နောက်တစ်ခုကညီမအသက်20မှာအမေကဆုံးတယ်ဆိုရင်ညီမညီမလေးအငယ်ဆုံးဆိုတာ10နှစ်မှာဆုံးတယ်ဒါသူ့အသက်ရွယ်နဲ့မမျှတဲ့ခံစားချက်ပေါ့နော်အဲ့ဒီကလေးလေးကိုတွားပြီးတော့ကျမတို့ကနင်းစိတ်ကအဲ့လိုမျိုးဖြစ်တွေးနေလို့ဒီလိုဖြစ်တာပါလို့တော့ပြောလို့မရအဲ့တော့ပုံမင်းကျန်တိုက်ခိုက်မှုတွေများတယ်အမိဘဆုံးသွားတာဖြစ်တဲ့အတွက်ပြီးတော့ဖေအေးပေါ့နော်ဖေအေးတယောက်တည်းရှိရောတယ်သားသမီးတွေကမိန်းကလေးတွေဖြစ်တဲ့အတွက် ဒီမိဘကြံခဲ့တဲ့မိဘတယောက်ကသားသမီးတွေကိုထိန်းသိမ်းနိုင်မှမလားဆိုတော့မိကုံမျိုးတွေကပြန်ကြားရတယ်ပေါ့နော်ပြီးတော့ career တွေချိန်လိုက်ရတယ် income တစ်ခုရအောင်အာကို့မှာဘာပညာမှမရှိဘဲနဲ့ပေါ့နော် income တစ်ခုရအောင်အာစူးစမ်းရတယ်အဲ့ဒီအပိုင်းတွေကတော့တော်တော်ထိခိုက်မှုများခဲ့တဲ့ကာလလို့ပြောလို့ရပါတယ်ရှင်ပရမအောင်ဆုံးကတော့ အရင်ကစိတ်နေဆိုရင်ပေါ့နော်သူများတွေကိုကိုက energy ပြည့်နေတဲ့လူတယောက်ဆိုရင်သူများကို energy ပေးဖို့ဆိုတာကကို့မှာရှန်နေလို့သူများကိုပေးနိုင်တာလေကိုကိုယ်တိုင်ကတဖြည်းဖြည်းနဲ့ energy ကျလာတဲ့အခါမှာသူများကိုပေးဖို့နေတတာကိုယ့်ကိုယ်ကိုဖြည့်ဖို့ကတော်တော်ကိုအားယူရတဲ့ကာလဖြစ်သွားတယ်အဲ့တော့ပထမအဆုံး self confidence တွေပါမရှိတော့ဘူးနောက်တစ်ခုလူမှုရေးပြည့်ဝမှုတွေပါဖြစ်လာတယ်နောက်ဆုံးအဆုံးဆုံးဒီပြောမယ်ဆိုရင်မိဘတွေတောင် မသိတဲ့အမှားယွင်းမျိုးတွေ ုပ်ခဲ့ဘူးတယ်။အဲ့အမားတွေကနေပြီးတော့ပဲတဆင့်ပြင်ပြီးတော့ဗောနော်ပြင်လာရဲ့ပြင်လာဖို့အချိန်ရတော့လိုတာဗောပြင်ခဲ့ရတယ်။အဲအရင်ဆုံးညီမလေးတွေကဒါလေးလိုချင်တယ်ဘယ်ဒီဟာနဲ့ဒီဟာနဲ့ဘယ်ဟာကောင်းလဲမင်းရင်တော့မှအတွင်းစိတ် ကိုအသေးစိတ်ညီမပေါ့နော်ပြန်စဉ်းစားပြီးတော့ကလေးတွေကိုဟိုလမ်းကြောင်းပေးဖြစ်တယ်ပေါ့ဒါပေမဲ့ကိုကိုတိုင်းအားမပြောတဲ့အချိန်မှာသူတို့လည်းလမ်းကြောင်းမပေးနိုင်တော့ဘူးအဲ့လိုအချိန်တွေဖြစ်ခဲ့ရတယ်ဒါပေမဲ့ဘလောက်ထိ self confidence ကိုကျသွားလဲဆိုလို့ရှိရင်တော့ ပြောလို့မဖြစ်တဲ့အမားတွေတော့ညီမကျူးလွန်ခဲ့မိတယ်ပေါ့နော်ဒါမိဘတွေမသိတဲ့အမားတွေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီအရာတွေပေါ်ကနေပြီးတော့ပဲအချိန်တစ်ခုအတိုင်းအတာတစ်ခုအထိပြန်ယူလာပြီးတော့ပြန်ပြင်ဆင်ရတယ်ဘလို့ပြင်ဆင်ခဲ့ရလဲဆိုတော့ပထမဆုံးညီမ focus တွေနားထောင်တယ်ဒီ mental health နဲ့ပတ်သက်တဲ့အာမြန်မာမှာပဲဖြစ်ဖြစ်ညီမတီးတော့အင်္ဂလိပ်စာနဲ့ဖြစ်ဖြစ်ဒီ mental support ပေးတဲ့ native speaker တွေရဲ့အာသူတို့မှားခဲ့ရင်တော့ဘလို့ပြင်ရလဲဆိုတဲ့အချက်တွေကို ပြန်ပြီးတော့ညီမကိုကိုညီမပြန်ပြီး repair လုပ်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီ repair လုပ်ကြတာရဲ့အခုပြောလိုက်တဲ့ကာလရဲ့ကဘလောက်မှမကြဘူးဆိုပေမဲ့တော်တော်ကိုမှစိတ်ဆုံးဖြတ်ပြီးတော့မှပေါ့နော်ကို့အမားကိုပြင်ရတာမျိုးတွေကို့ရဲ့ယုံကြည်မှုတွေပြန်တိုးတက်လာအောင်လုပ်ကြရတဲ့အပိုင်းတွေအများကြီးရှိခဲ့ပါတယ် อืมတချို့ကိစ္စတွေရာဆိုလို့ရှိရင်လူမွေးပြက်တဲ့ကိစ္စတောင်ရှိရပေါ့เนาะကိုကယုံကြည်လို့အာပြောပြခဲ့တဲ့အကြောင်းအရာတွေပေါ်မှာတခါတလူကကိုကိုအထင်သေးသွားစေတာမျိုးတွေအာနောက်တစ်ခုကကျတော့ကိုရဲ့စိတ်ပိုင်းဆိုင်ရာကိုနင့်တထက်နေအောင်လုပ်တဲ့လူတွေလည်းကြုံခဲ့ရဘူးတယ်အဲ့တော့အဲ့လိုကြုံခဲ့ရတဲ့ကာလတွေမှာဘယ်အရာကကိုကိုအားပေးဆုံးလဲဆိုရင်တော့ကိုကိုကိုပဲအားပေးချက်တယ် မိဘကိုတွားပြောလို့မရတဲ့အခြေအနေတွေရှိခဲ့တယ်ဆွေမျိုးတွေကိုတွားပြောလို့မရတဲ့အခြေအနေတွေရှိခဲ့တယ်အာအဲ့လိုအခြေအနေမှာတယောက်တည်းယုံခံရတာပေါ့နော်ကိုယ့်ကိုယ်ပဲဒီရည်တွေနဲ့ကိုဆင်းပြီးကိုယ့်ကိုယ်ပဲယုံထားရတဲ့အခြေအနေတွေဖြစ်ခဲ့ရတယ်အဲ့အရာကြီးကတော့အမှတ်တရလိုပဲပြောရမှာပေါ့နော်။ယုံကြည်မှုပြန်ရအောင်လုပ်ရတယ်ဆိုတဲ့အပိုင်းမှာကြတော့음ညီမခုနကပြောသလိုပဲညီမလုပ်ခဲ့ရတဲ့ကာလညီမဖြစ်ခဲ့ရတဲ့ကာလတွေကအိမ်မက်ဆိုးတစ်ခုလိုနောက်ကနေလိုက်နေတယ်။ အခုချိန်မှာအာတချို့လူတွေလည်းညီမပြန်ပြီးတော့မတွေးချင်ရတဲ့အကြောင်းရင်းတွေထဲမှာလည်းဒီကိုကိုကို confident ကျသွားတယ်ပေါ့နော်နောက်တစ်ခုကယုံကြည်မှုအားနည်းသွားတယ်အွန်ဒီ social media ကိုတော့ပိုတည်တာရလို့ညီမထင်မိတယ်သူတို့အောင်မြင်တာမြင်လေကိုကသူတို့ပဲတိုက်ခိုက်ရမလို့လို့ကိုကိုကိုပဲတိုက်ခိုက်ရမလို့လို့ဖြစ်ကောင်းဖြစ်တယ်ပေါ့နော်နှစ်နှစ်လောက်ဒီညီမ social media ကနေပြီးတော့အဲ့လိုပျောက်သွားခဲ့ရတယ် အာကိုကျောင်းနဲ့ပတ်သက်ပြီးဗာတိရလဲဆိုတော့အရင်တုန်းကတခုခုဆိုရင်ဒီလိုပြောပြဖို့ဆိုတာဝေးမင်းရင်တော်မှဖြည့်ချမဖြည့်တဲ့လူမျိုးပေါ့နော်ဖြည့်ချမဖြည့်တယ်ပြီးရင်အာမကောင်းတဲ့အချက်ကဗာလဲဆိုတော့ဟိုကိုနဲ့ခင်နေတဲ့လူအပေါ်မှာလည်းအမည်စရာစိတ်များရယ်ပဲပြောရမလားဗောနော်အမှောင်နေနေအမှောင်စိတ်နေနေဖုံးနေအဲ့ဒါတွေကအရန်ဟိုအောင်မြင်တော့မဟုတ်ဘောကိုကိုကိုအရန် profit လုံးတဲ့အချိန်တွေမှာ သူနဲ့ငါနဲ့ရှင်တော့ငါပိုလုံးနိုင်နေဆိုတဲ့အနေအထားမျိုးတွေဖြစ်ခဲ့ရတယ်ပေါ့နော်အမကောင်းတဲ့အချက်တွေကတော့ဒီကာလမှာတော်တော်များလာတယ်မမာနတွေရော့ကျသွားတယ်အနောက်ပိုင်းဒီဘလောက်တော့ဖြစ်လဲဆိုတော့တရားတွေဘာတွေတော့နားရတယ်ပေါ့နော်ကို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 အဲ့လိုမျိုးမလုံးနိုင်ဘူးငါကဘသူနဲ့မှမရှင်နိုင်ဘူးဆိုတော့ငါစိတ်တွေကညာနေပြီးတော့အဲ့လိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတအားများလုံးလို့ တရားနာတာတွေတရားထိုင်တာတွေ meditation လုပ်တာတွေပါညီမလုပ်ဖြစ်ခဲ့ရတယ်ပေါ့နော်ဟုတ်ဟုတ်ပထမဆုံးအင်းတိုက်ခိုက်ခံရတယ်ပေါ့နော်ဒါပဝင်းကျင်ပဝင်းကျင်ကိုလည်းတော့ကျေးဇူးတင်တယ်ဘာလို့ဆိုတော့ညောဥစ္စာမှတော့တင်ရတယ်လीတွန်းအားရှိလို့ ဒီရွေ့တာပေါ့နော်အဲ့လိုပဲညောစီမာသာသူတို့ရဲ့ PR တခုခုသာမရှိခဲ့ဆိုရင်ဒီအချိန်နေဒီကာလမှာလဲအာညီမလောက်ချင်တဲ့ဆန္ဒတွေကပြီးမြောက်မှာမဟုတ်ဘူး။ဘာလို့ဆိုညီမက language တခုခုကိုလေ့လာနေလို့ဖြစ်တဲ့အတွက်ဒီ language ပေါ်မှာလဲအာရုံစိုက်ကြတယ်။အဲသူတို့ဆီကနေပြီးတော့အဲသူတို့သားဖားတွေကအဆင်ပြေပါမလားဆိုရဲအဲသူတို့သားသမီးကိုဒီအဖေတယောက်ကထိမ့်သိမ့်နိုင်မှာမလားဆိုရဲအဲလို ခနဲ့တန်နေရညီမတို့အားဖြစ်စေရပေါ့နော်ဒါတော့ကျွန်တော်ပထမဆုံးကျေးဇူးတင်တာတော့ပုံဝင်ချင်ပါနောက်တစ်ခုကကျတော့အမြဲတမ်းပြီးနောက်မှာရှိနေပြီးခဲ့တဲ့မိသားစု ဘလောက်ပဲပင်ပန်းနေပါစေဘလောက်ပဲခက်ခဲနေပါစေအမ်ပထမအရင်ကအမေတယောက်တည်းယုံရတဲ့ဒဏ်ဟာအခု၄ယောက်စာယုံရတယ်ပေါ့နော်အဲ့ဒါအဲ့ဒါကြီးလည်းရှိမယ်နောက်တစ်ခါကျတော့ညီမရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်သူမှနားမလည်ပေးနိုင်တဲ့အချိန်တွေမှာကိုယ့်ကိုယ်လုပ်ဖြစ်ခဲ့တာက meditation လုပ်ဖြစ်တယ်နောက်တစ်ခါကကျတော့ YouTube ကနေပြီးတော့ညီမ focus တွေနားထောင်တယ် native speaker ရဲ့ပြောတဲ့အတိုင်းကိုမှကိုယ့်ဟာကိုယ်ကို self learning လုပ်တယ်နောက်တစ်ခါကဒီလိုမျိုး honest hour လိုမျိုးညီမ counseling မေးတဲ့နေရာတွေမှာမေးပြတယ်ပေါ့နော် ော်ဘာလို့လဲဆိုတော့ဒီ counseling ကမေးတဲ့အခါမှာညီမတို့ကညီမတို့မမြင်ရတဲ့အရာကိုသူတို့မြင်ရတယ်အဲ့ဒီမြင်ရတဲ့အရာကိုအဲ့ဒီ counsel counselor တွေကပဲညီမတို့ကိုဖွင့်ပြပေးရပါတော့အဲသူတို့က learning leak လုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့ညီမတို့ဒီရင်ထဲကစကားတွေ ဖုံးကွယ်ထားတဲ့အရာတွေကိုမပြောပြောအောင်လုပ်လာတယ်အဲ့တော့ခွင်းချလိုက်တော့မှပဲတချို့အရာတွေကကိုယ့်ကိုမြင်လာရတယ်ပေါ့အဲ့အရာတွေကတော့ညီမတို့အတွက်အလိုအမတ်ရစရာတွေပေါ့နော်အဲကိုယ့်ကိုယ်ကို self learning လုပ်ခဲ့တဲ့အရာတွေကတော့ချီးကျူးစရာပဲလို့ကိုထင်မိပါတယ်အာနှစ်နှစ်လောက်ကြာရဲ့မှာ နှစ်နှစ်လောက်ကြာပြီပေါ့နော်ဟိုပထမဆုံးလုပ်ခဲ့တဲ့အလုပ်မှာ pressure များလို့ဒုတိယအလုပ်ကိုပြောင်းလိုက်တဲ့အချိန်မှာလည်းပိုဆိုးသွားတယ်အော်ကိုကအိမ်မှာအကြီးဆုံးဖြစ်နေပြီးတော့အမ်ပုံဝင်ချင်ရပါတော့အလုံးမလုံးဘူးမိဘလှုပ်ရှားထိုင်စားနေရဆိုရဲအတန်နေကြားရမှာဆိုလို့ဆိုပြီးတော့ကော့ကိုကိုပြင်ပန်းခံပြီးလှုပ်ရနေပြီးတော့အဲ့ဒီအလုံးနှစ်ခုကြားရဲ့ကာလမှာအဲ့လိုတအားကိုစိတ်ပြည်စုံညာလုံးလို့အဲ့ဒီအလုံးလုံးနေစဉ်ကာလမှာပဲစိတ်ပြည်စုံညာရဲ့ကာလမှာပဲအဲ့ဒီအရာတွေညီမလှုပ်ကြတာ အဲ့တော့ဒွန်တွဲနေတာပေါ့နော်တခုမပြီးသေးဘူးတခုလောက်ရတာမျိုးညီမကမဟုတ်ဘူးညီမမှာအချိန်မရှိဘူးပေါ့နော်အချိန်မရှိဘူးအမိဘအတွက်လည်းကြည့်ရတယ်ညီကောင်မောင်တို့အတွက်လည်းကြည့်ရတယ်ဆိုတဲ့အပိုင်းကြီးများလာတာအားကြောင့်မဟုတ် ုပ်ပိုင်းဆိုင်ရာအနေနဲ့ကျတော့ထိခိုက်မှုကများတယ်ညာဘက်တွေအိတ်မပြောဘူးပေါ့နော်အိတ်မပြောတဲ့အတွက်အရှင်းဆုံးပြောရရင်တော့မနက်တော့နနက်ထားဖို့မထားချင်တဲ့စိတ်မျိုးတွေနောက်တစ်ခုရုပ်ပိုင်းဆိုင်ရာကျတော့ခန္ဓာကိုယ်ကအရင်ထဲမှာ plan ဖြစ်တဲ့သူဖြစ်တဲ့အတွက်အဲအိတ်မပြောတဲ့ညာတွေများလာတဲ့အတွက်ကိုဝါအဝလွန်လာမျိုးတွေအရင်တုန်းကဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ moment ကကျတော့အပြင်သွားရတယ်အရန်တက်ကြွရနေတဲ့သူကနေပြီးတော့အဲ့လိုဟို အပြင်သွားရတာကိုမှမကြိုက်တော့တဲ့လူမျိုးပုံစံဖြစ်လာတယ်။အာနောက်တစ်ခုကကျတော့ဒီကိုကိုကိုပေါ့နော်လှအောင်တော့မပြင်ချင်တော့ဘူး။ဘာလို့ဆိုတော့လှနေလဲဘာမှထူးမနေတော့ဘူး။ငါလုံးဝမဲ့အရာတခြားဓာတ်ရတခြားအပြင်သွားရင်တော့မပြင်ချင်မှလည်းပြင်တော့တယ်မပြင်ချင်လည်းမပြင်ဘူး။အဲ့လိုအနေထားလည်းဖြစ်လာတယ်။အမ်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့အခုဒီနှစ်နှစ်တာကာလအတွင်းမှာပေါ့နော်ဒီ access မကောင်းဒီ skin ကောင်းတဲ့ပုံစံမျိုးတွေပါဖြစ်လာတဲ့အထီကို ဖြစ်သွားတာပေါ့နော်ဟုတ်ဘာမှမဆုံးကြတော့ဟိုညောကကြတော့ဒီ landing လုပ်နေရတဲ့လူဖြစ်တဲ့အတွက်ဒီ approve ဘက်ကို landing လုပ်နေရတဲ့လူဖြစ်တဲ့အတွက်အဲ့ဒီ journey ကိုသွားဖို့အတွက်ဖြစ်လာမဲ့နောက်ဇက်တွဲပေါ့နော်ပြဿနာကတော့ဒါရှိလာမှာပဲအဲ့လိုရှိလာတဲ့အခါကျလို့ရှိရင် ပထမဆုံးပြောချင်တာကတော့စိတ်အေးနဲ့ဖြည့်ရှင်းပါမယ်အာစိတ်အေးနဲ့ဖြည့်ရှင်းပြီးတော့ဒီပြဿနာရဲ့အဆောက်ရှားပါမယ်ပေါ့နော်မိကွန်းရှိရင်အဖြေရှိရယ်ဆိုတဲ့အတိုင်းပဲ တက်တနာရဲ့အဆောက်အအုံရှာပြီးတော့ဆက်အေးနဲ့ပြင်ရှင်းမယ်အရင်ကအမဖြည့်ရှင်းခဲ့ပဲနဲ့ဒီလန်းကဖြည့်ရှင်းရမှာဆိုတော့ဟိုလန်းကလှုပ်လိုက်ရတဲ့ဆိုတော့ပုံစံမျိုးကိုမသွားတော့ဘဲနဲ့ဒီလန်းကိုရှောက်မယ်ဆိုရင်အဆောက်မှာဘာတွေပဲရှိခဲ့ရှိခဲ့အဲ့ဒီကအဆတွေကိုတရေချင်းနေဆွဲထုတ်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်တွေမှာ command break တွေဖြစ် band break ဖြစ်တာရှိမယ် breakdown ကျသွားရရှိတယ်အဲ့လိုမျိုးအချိန်တွေဆိုလို့ရှိရင်တော့ counselor တွေ ကောင်ဆယ်လာတွေလည်းမေးတင်တယ်ပေါ့နော်ကောင်ဆယ်လာတွေမန်တယ်ဟဲလိုလို့ရအောင်ဆိုပြီးတော့ meditation တွေအာအဲ့ဒါကြီးပဲဆက်လုပ်သွားဖို့ရှိပါမယ်နောက်တစ်ခုကကျတော့ပတ်ဝန်းကျင်ကတိုက်ခိုက်လာတဲ့အရာတွေမှန်သမျှပေါ့နော်အရင် queue site တာမျိုးမဟုတ်ပဲနဲ့ကိုအောင်မြင်ရမဲ့လမ်းကြောင်းပေါ်မှာ ကိုဘာသာကို ကောင်းတဲ့နီးလန်းနဲ့ပဲပေါ့နော်ဆက်ပြီးတော့သွားဖို့ပဲရှိပါမယ်ရှင်ဟုတ်တန်းနိုင်ဆုံးကတော့ကိုယ့်ရဲ့ခံစားချက်ကို ကိုဘာသာကိုအရင်ရှာပါပြီးသွားရင်ကိုကိုယ်တိုင်ရှာလို့မရဘူးဆိုလို့ရှိရင်ဒီ မန်တယ်ကောင်ဆလင်းပေးနေတဲ့နေရာတွေရှိပါတယ်။အဲ့လိုနေရာမျိုးတွေမှာရှာပါ။နောက်တစ်ခုကမိသားစုကိုပြောလို့ရတာတွေပဲပြောပါ။မပြောသင့်တဲ့အရာမျိုးတွေမပြောဘဲနဲ့ပေါ့နော်။ကိုယ့်ရဲ့ဒီပြဿနာကိုရှာပေးလို့ရမယ့်နေရာမျိုးတွေကိုအတက်နိုင်ဆုံးရှာပါ။ပထမဆုံးရေးကြည့်တာတော့ကိုယ့်ကိုယ်ကိုပါပဲ။ကိုယ့်ကိုယ်ကိုမှနားမလည်သေးဘူးဆိုလို့ရှိရင်တော့သူများကိုကိုယ်ကနားလည်အောင်ပြောဖို့ဆိုတာခက်ခဲပါတယ်။အဲ့တော့ကိုယ့်ရဲ့ပြဿနာကိုကိုယ်အရင်ရှာပါ။ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမန်တယ်ကောင်ဆလင်းနေပေးတဲ့နေရာမျိုးတွေမှာကိုယ့်ရဲ့ privacy ကိုမထိခိုက်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးနေရာတွေ ်မှာပို့ပြီးတော့မှရှင်ဖွင့်တင်ပါတယ်လို့ဟုတ်အကြံပြုချင်ပါတယ်ရှင်အာဒီဗီဒီယိုကိုပေါ့နော်ကြည့်နေမဲ့သူတွေကအညီမရဲ့မိဘတွေရောပေါ့နော်အဒီနေရာနေပဲတောင်းပန်ပါတယ်ဘာဖြစ်လဲဆိုတော့အညီမကဟို တခါမှဒီလိုမျိုးမခွင့်ချဘူးဒီနေရာရောက်မှပေါ့နော်အာပြောပြရတာဖြစ်တဲ့အတွက်တချို့စကားတွေကကျွမ်းရဲ့မိဘတွေကြီးနေခဲ့မယ်ဆိုလို့ရှိရင်လည်းအာစိတ်မကောင်းဖြစ်စရာမျိုးတွေဖြစ်လာမှာဆိုလို့ပေါ့နော်ကြိုပြီးတော့တောင်းပန်ပါတယ်အာနောက်တစ်ခုကကျတော့ဒီဗီဒီယိုကိုကြည့်နေမဲ့သူတွေအနေနဲ့ကျွမ်းပြောလိုက်တဲ့စကားတွေမှာအာဆယ်ကုန်းပြောလို့တခွန်းလောက်ရတယ်ဆိုရင်ပဲကျေနပ်ပါတယ်အဲ့တော့ဒီ ကိုကိုကိုအရင်ဒုက္ခမပေးဘဲနဲ့ပေါ့နော်ရှေးဆရာမဲ့လမ်းမှာမျှော်မြင်မှုနဲ့ရှောင်းနိုင်ဖို့အတွက်ကိုဒီလိုဗီဒီယိုတွေကိုအများကြီးကြည့်ပေးဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ်ရှင့်